စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံဆင့်ငါတရားမဲရက်တွေကိုထပ်တိုးသတ်မှတ်ထားပေမဲ့လည်းပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မေးပေးဖို့ဆန္ဒမရှိသလိုရွေးကောက်ပွဲစမ်းချင်ရဲဆန္ဒပြပွဲတွေပြုလုပ်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ Deyanın bu gelen son süper mincücüyü, şimdinin himuru, Myanmar'ın ဒီနေ့ကုန်ပိုင်းမှာစပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲ ပထမပိုင်းအတွက်ပြပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မေးပေးနိုင်ဖို့ပုံစံစစ်ငါဖောင်းဖြည့်ဆွဲရမယ့်ရက်ကိုအရင်ကအောက်တိုဘာလ3ရက်နေ့နဲ့6ရက်နေ့အထိနောက်ဆုံးသတ်မှတ်ထားရကနေလက်ရှိမှာအောက်တိုဘာလ15ရက်နေ့နဲ့16ရက်နေ့အထိသက်ဆိုင်ရာနိုင်ငံတွေရဲ့အသံယုံအလိုက်ထပ်တိုးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ကပြပရောက်မြန်မာတွေကြိုတင်မင်းပေးနိုင်ဖို့ရက်တိုးသတ်မှတ်ထားပေမဲ့လေကိုရီးယားရောက်မြန်မာတွေကတော့စစ်ကော်မရှင်ကျင်းပမယ့်အတုအယောင် ရွေးကောက်ပွဲကိုမင်းပေးဖို့စင်တာမရှိကြသလိုရွေးကောက်ပွဲဆန့်ကျင်ရေးစင်တာပြပွဲတွေကျင်းပတော်မဲလို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ရဲ့အတွင်းရင်းမှူးဖြစ်တဲ့ကုကျော်ဆန်းကပြောပါတယ် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားအများစုကျွန်တော်စစ်တမ်းကောက်ကြည့်ချင်မှလဲဒါစိတ်ဝင်စားမှုနည်းပါးပါဘောနော်အများစုကစီစစ်ကောင်စီတန်ယုံနဲ့လည်းပတ်သက်လို့စိတ်မရှိဘူးမဲပေးလို့လည်းစင်တာလည်းမရှိဘူးအဲပြီးတော့နောက်တစ်ခုကတော့ဒီမဲပေးဖို့ပုံစံ55တန်ယုံကိုအဲတွားသွင်းမဲ့ဆိုရင်ဒီမှာမြန်မာနိုင်ငံမှာရှိတဲ့လိပ်စာတွေပြီးတော့မှမိဘရဲ့အချက်လက်တွေပြီးတော့တခြားသော personal အချက်လက်တွေအလုံးဖြည့်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အသီးမပြူတဲ့အပိုင်းပေါ့ အဲဒီချိန်မှာတော်တော်များများစစ်ဖို့မရှိဘူးအားလုံးကဝိုင်းပြီးတော့အာရွှေရှာမုန်တိနေရအတွက်ကြောင့်မို့ပူပေါင်းဆောင်ရွက်မှုပိုင်းအဲအားနေတဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်တို့အပုံစံ5အာကျင်ညာတဲ့ရက်ကိုနောက်ကိုဆုတ်ဆုတ်ပြီးတော့ကျွန်တော်အချင်းချင်းခါခါကျင်ညာနေတဲ့ကိစ္စလို့မြင်ပါတယ်ဗျာ စေကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှု ရှိတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်တောင်ကိုရီးယားကမြန်မာနိုင်ငံသား900ကျော်ဟာအောက်တိုဘာလ၄ရက်နေ့ကလမ်းလျှောက်ချီတက်ဆန္ဒပြပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လာမယ့်အောက်တိုဘာလ16ရက်နေ့မှာလည်းရွေးကောက်ပွဲဆန်းကျင်ရေးဆန္ဒပြပွဲတွေကိုကျင်းပတော့မှာဖြစ်တယ်လို့သိရပါတယ်။ ကျူတင်မင်းဆန္ဒပေးနိုင်ဖို့ပုံစံအဆင့်ကဖောင်ပြရမှာမေပေသူရဲ့အမည်လူမျိုးနေရလိမ့်စာဆက်သွေးရဲ့လိမ့်စာတွေအပါအဝင်နိုင်ငံသားစစ်စစ်ရဲ့ကပ်ပြအင်ထောက်စုစီရင်နဲ့မြမနိုင်ငံကိုလက်မဲ့မိထူတွေကိုပါပူရဲပေးပို့ရမှာဖြစ်တယ်လို့ဆိုထားပါတယ်။အလားတူပဲဂျပန်ရောက်မြန်မာနိုင်ငံသားတယောက်ကလည်းစစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိသလိုမဲလေးထင်မှမဟုတ်ဘူးလို့ဆိုပါတယ်။ဂျပန်နိုင်ငံမှာရှိတယ်ဒီမြန်မာတန်ယုံကနေပြီးတော့သူတို့ရဲ့ เอ Facebook page ကနေပြီးတော့ပြင်ညာတယ်ပေါ့เนาะဒီလာမယ့်ယူကောက်ပွဲမှာအဲဂျပန်မှာရောက်နေတဲ့ဒီမြန်မာတွေကျူတင်မဲ့ဆန္ဒပေးဖို့ပုံစံ55ဖောင်ပြေးဖို့ဆိုပြီးတော့သူတို့ Facebook page ကနေပြီးတော့ပြင်ညာပေါ့เนาะဒါပေမဲ့တည်တဲ့လောက်အဲအတိမိတ်ဆွေတွေနဲ့ဒီမြန်မာတွေကတော့ဂျပန်မှာရရှိနေတဲ့မြန်မာတွေကတော့အဲအဟိုတော့စိတ်ဝင်စားကြပါဘူးဒီဖုတ်လူတွေငါပြီးရှိတယ်လို့တော့မထင်ပါဘူး မလေးရှားရောက်မြန်မာတွေကလည်းစစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ခြုံချရဲလို့ပြောဆိုကြပါတယ်။ဒါတော့ကျွန်တော်တို့အားလုံးတိုင်းပြည်ပါဖြစ်နေကြလေဆိုတာအားလုံးမြင်တွေ့တဲ့အတိုင်းပဲလေနော်ကျွန်တော်တို့ကမနက်ခင်းဆိုရင်ဒီမှာရှိတဲ့လူတွေကအကုန်လုံးအနာတရတွေနဲ့ကြည်ပါပဲ။ဟိုမဲ့အိမ်မဲ့တွေနဲ့မိသားစုတပွဲတပြားနဲ့နော်အားလုံးပေါ့နော်ဒါကျွန်တော်တို့လည်းလူလည်းခံစားနေရဆိုတော့အများဆန္ဒကကျွန်တော်တို့ဒါတည်ရတယ်လို့ဆိုလို့ရှိရင်လည်း ဘဒူးမရလို့ဒါကျွန်တော်တို့ပတ်ဝန်းကျင်အားလုံးပေါ့နော်ဇာတိရတွားပြီးတော့မဲမပေးကြပါဘူးကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ပြင်းပြင်းထန်ထန်ရှုတ်ချရတာပေါ့နော်စကောင်စီကတော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြုလုပ်တော့မှာဖြစ်ပြီးလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း1ကိုတော့နိုင်ငံတော်ဝန်လုံးရှိမြို့နယ်တရားနှမြို့နယ်မှာကျင်းပတော့မှာပါ